မှာတော့ကျွန်တော်ဒီမေးထားတဲ့မေးခွန်းရင်ပြီးကျွန်တော် Facebook အကောင့်မေးထားတဲ့ညီကိုလေးကျွန်တော်ဒီနေ့ဒီ website ပြင်မှာเนาะပြီးရင်ကျွန်တော်နောက်ပြန် seller လုပ်မယ့်ညီကိုလေးတွေ့လဲကျွန်တော်တရင်ကောင်းလေးပါလို့ရှိပါတယ်ဘာလဲဆိုတော့ဒီ seller နဲ့ပတ်သက်တဲ့ဒီ login ပိုင်းကြီးမေးတွေ့တာတော့အဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ဒီကျွန်တော်တီးတလောက်ကျွန်တော်ပြောပြလိုက်ရတာကျွန်တော်ပြောပြပြန်ပါတော့အဲ့တော့ကျွန်တော်ဗီဒီယိုလေးမစခင်ပါဒီလက်ကြည့်တဲ့ညီကိုလေး subscribe လေးမနေ့ကတည်းကနေပြတ်ကြပါအောင် like လည်းလုပ်ချင်တဲ့ရတယ်မလုပ်ချင်တဲ့ပါဖြစ်ပါဦးပြီးရင် comment လေးမှာကိုတီးချင်တာလေးမေးချင်တာလေးရှိမှန်းအောင်ခဲ့ပါနော် ပြီးရင်ကျွန်တော်ပြောချင်တာကဒီ7 day unlink down เนาะ7 day unlink ဘာလို့ဖြစ်လဲဆိုတော့ညီကိုကြီးအခု7 day unlink ဖြစ်ရတဲ့အကြောင်းရင်းရဲ့မျိုးသုံးမျိုးကိုရှင်နှစ်ခုသုံးခုတော့မကောင်းအသေးစိတ်တစ်ခုချင်းချင်းရှင်းပြမှာအဲ့ဒါမှမဟုတ်လို့အရင်လဲမနော်အဲ့တော့ကျွန်တော်ခုမှဆက်လာလုပ်ဝင်ညီကိုရောကျွန်တော်ဒီဘယ်လိုပြောမလဲအကောက်ဆော့တဲ့ညီကိုအကောက်ဝယ်မယ့်ညီကိုရဲ့တတိထားဖို့နောက်ပကြံဘယ်လိုလုပ်ရင်ကောင်းလဲအဲ့ဒါလေးပြောပြပြပြပါလားအဲ့တော့ကျွန်တော်အရင်တို့ကျွန်တော် Facebook အကောက်တွေတိချင်တဲ့ညီကိုတွေဒါက ီအပေါ်မှာထက်လာမယ်ဒါလည်းကျွန်တော်ရဲ့ Facebook page အကောက်ပါပြီးကျွန်တော်အကောက်တင်ဖွင့်လာတာပေါ့နော် follower တော့ဘာမှရှိသေးဘူးအဲ Facebook page အကောက်လည်းပြီးကျွန်တော် TikTok အကောက်လည်းဒီမှာကျွန်တော်ထားထားပေးမှာဖြစ်ပါတယ်အဲ့တော့ Facebook page နဲ့ TikTok လာပြီးတော့ဆက်လာပို့လို့ရပါတယ်ကျွန်တော်အဓိကတော့ TikTok မှာလည်းကျွန်တော်ပို့သုံးများတယ်ပေါ့နော် Facebook Facebook page မှာတော့ကျွန်တော်ဒီ video တွေတိတ်မတင်ကြည့်ဘူးနော်အဲ့တော့ကျွန်တော်အရင်အကောက်အောင်ရှိတဲ့အဲ့အကောက်အောင်တော့ကျွန်တော်မသုံးတော့ဘူးဘာလို့လဲအဲ့မှာ follower တောင်းကြော်တော့ရှိသေးကျွန်တော်မသုံးတော့ပါဘူးဒါပေမဲ့အဲ့တော့ကျွန်တော်ဒီ17 inch အလေးကြောင့်ကျွန်တော်ပြပြောမယ်17 inch အလေးဘာဖြစ်လို့ဖြစ်တယ်ဆိုတော့ အဓိကအကြောင်းရင်း7 day အနေနဲ့ဖြစ်တဲ့အကြောင်းရင်းကကျွန်တော်ဒီရက်ကိုကျွန်တော်ဒီဖုန်းဖုန်းဝင်မရရင်လည်းဖြစ်တယ်ဖုန်းဝင်မရရင်ဖြစ်တယ်ပြီးနောက်ကျရင်ဖုန်းတစ်လုံးကနေအော်လိုမျိုးအကောင့်ဝင်မရရင်လည်းဖြစ်တယ်အဲအဲ့လိုမျိုးနည်းနည်းလေးရှုပ်တယ်ပေါ့နော်ဖုန်းဝင်မရရင်လည်းဖြစ်တယ်အကောင့်တစ်လုံးကနေအဲဖုန်းဖုန်းတစ်လုံးကနေအကောင့်နှလုံးသုံးလုံးဝင်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့က ပြောမယ်အဓိကအကြောင်းရင်းတကယ်လို့ဘွားဆမ်မန်းညအလင်းမဖြစ်ချင်ဘူးဆိုရင်ညီကိုတို့ဘယ်လိုလုပ်ရမလဲဆိုတော့အကောက်ဝယ်တဲ့သူပဲပြောမှကျွန်တော်အဖြစ်များတော့အကောက်ဝယ်တဲ့သူတွေပေါ့နော်အကောက်ဝယ်တဲ့သူတွေပေါ့နော်ပြောမှကျင်ကဘကြက်ကတကယ်ယုံကြည်စိတ်ချတဲ့ဆက်လာမှာဝယ်တယ်ဆိုရင်ကျွန်တော်ဆမ်မန်းအလင်း70အလင်းမဖြစ်ချင်ဘူးရှင်ကျွန်တော်အကောက်ဝယ်တဲ့ခါကျရင်ကျွန်တော်ကျူအကုန်းနဲ့ပြီးဆော့တာပါနော်။အညီတို့ကျူအကုန်းနဲ့အရင်ဆုံးကဘယ်လိုပြောမလဲ အဲဆိုလော့အင်ဂျီမေးပါညာလော့အင်ဝင်လိုက်တစ်ခေါက်ဝင်ပြီးွားခါကျရင်ကိုယ်ကွန်ထိုးပါညာမချိန်ဘူးမိွားတဲ့ခါကျရင်ကိုကျတော့ဘာလို့ဝတည်တယ်ဆိုတော့ကျူကကုန်းနဲ့ပဲဝင်တာတက်တယ်ဗောနော်အင်းလို့ဂျီမေးပါညာယူလာလိုက်ပြီးကျူကကိုယ်က9ရက်လား10ရက်လားမီအဲ့လောက်ကြီးပြောင်းနေရတယ်ဆိုရင်အေးွား9ရက်လောက်ဝင်ပြီးမှပဲကျွန်တော်အဝင်ထွက်လုပ်လို့ရမှာနော်ဘာဖြစ်လဲဆိုတော့သူက7 minute အလင်းဘန်းနဲ့ဆိုတာဒီဒီဘိုက်ဒီဖုန်းတို့လောက်ကနေအကောင့်နှစ်ခုတော့ဝင်နေဆိုရင်တရက်ကို နှကောင်းသုံးကောင်းလေးဝင်နေဆိုရင်လောက်ရင်နှကသုံးကောင်းကောင်းဝင်နေတယ်ဆိုရင်သူတို့မှမတန်ရှိတယ်ပေါ့နော်အဲဒါကြောင့်သူတို့တွေကမတင်ငါလို့ဆမ်မဒီအန်ဒီဘန်နာမျိုးရှိတယ်ပြီးနောက်တစ်ခုကကြတော့ဒီဘယ်လိုပြောလဲဆယ်လာတွေကလည်းအကောက်ရောင်းတဲ့ခါကျရင်သူတို့မှကြတော့ဖုန်းတွေပုံဝင်ထွက်လိုက်ဒီဝင်ထွက်လိုက်အဲဘယ်လိုပြောလဲ limit များတယ်ကွာအဲဒါကြောင့်ဘန်နာလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကတကယ်လို့ထွက်တဲ့ခါကျရင်အမန်ကြီးလေးနှိပ်ပြီးတော့လောက်အောင်ထွက်တာပို့ပြီးတော့အဆင်ပြေတယ်ပြီးနောက်တစ်ခုက ဆယ်မန်းနေလေးမဖြစ်ချင်ဘူးချင်းနဲ့ကိုကျေတို့ကျူအောင်ကုန်းနဲ့ဝယ်ပြီးတော့ဆက်ဝယ်ဆော့ပေါ့နော်ခုနှစ်ရက်ပြီမှာပဲကိုကျေတို့အကောက်ကြီးကိုဟိုဘယ်လိုပြောလဲနောက်ရက်ဆက်လာတခါတည်းမေးလိုက်ဒီအကောက်ကဟိုဆက်လာဒီမှာရောက်လာကြာပြီလားမနေ့ပြန်တပတ်ခါပဲရောက်လာမနေ့ပြန်တပတ်ခါရောက်တဲ့အကောက်ဆိုရင်လောက်ရင်၃ငါတဲ့အပြင်ကိုကျေတို့ဝင်လို့မကောက်ပါဘူးပြီးရင်ကျွန်တော်ဖုန်း၃လုံးတော့အချင်းချင်းလောက်ရင်လည်းမကောက်ပါဘူးအဲ့တော့ဆယ်မန်းနေလေးလည်းဖြစ်တတ်တယ်ပေါ့နော်ပြီးရင်ကျွန်တော် Facebook အကောက် ဒါတော့ကျွန်တော်ရဲ့ Facebook account ဖြစ်ပါတယ်ဒီ Facebook account မှာလာပြီးတော့ဒီ Facebook page account နော်ဒီမှာလာပြီးတော့စာတွေပဲပို့လို့ရတယ်ညီကိုတော့နော်ဒီ account တွေပါတယ်ရောင်းလာမရောင်းလာဆိုတော့ကျွန်တော်က account ဟာအခုလိုလိုတဲ့မအားဘူးပဲလုံးဝမအားဘူးကျွန်တော်ဒီ DA ကို12နိုင်အဲ14နိုင်မှာ12နိုင်ဒီပါအလုံးလုံးလဲပြန်ရအောင်ရေချိုးတမင်းစာတနိုင်နေနိုင်အိတ်ပြီးတော့ပြန်ထားတယ်ဘီဗီဒီယိုလို့အဲ့ဒါကြောင့်အားရင်ရှိအဲ့တော့ငါညီတို့ account တွေပါဝယ်ရှင်နေဆိုရင်ဘာညာလဲကျွန်တော်မှလာပြီးတော့စလာပို့လိုက်ရအောင်နော် TikTok account မှာကျွန်တော်ချလာမယ် ဒီ TikTok account မှာလည်းကိုချက်ကြီးစာတွေပါ TikTok account ကိုသုံးရတယ်ပေါ့နော်အဲ TikTok account မှာကိုချက်ကြီးစာတွေပါတွေပြန်ပေးမယ်เนาะအဲ့တော့ဒီ account တွေပါဝယ်ခြင်းနဲ့ညီကိုလေးရှင်လာပြီးဆပ်ပို့လိုက်ရပါတယ် UC လဲလာပို့လိုက်ရပါတယ်ကျွန်တော်ဆိုကျွန်တော်ချိတ်ပြင်မယ်လို့ကျွန်တော်အရင်ယူကြည့်ရတဲ့ဒီကိုလေးရှိတယ်ပြီးကျွန်တော်လည်းအမှတ်ခံပေးမယ်เนาะအဲ့တော့အညီကိုတို့ account တွေပါလိုချင်တယ်ပြပြ UC တွေပါလိုချင်တယ်ပြီးကျွန်တော်မှလာပြီးဆက်တယ်လဲရပါတယ်ဒီ TikTok account မှာလာပြီးဆက်တယ်ပေါ့နော်ပြီးရင် page လဲ follow တွေလောက်လာပေးကြပါဦးเนาะပြီးမှလည်းကျွန်တော်နောက်ဆုံး video တွေအများကြီးတင်ဖို့ရှိပါတယ် ပြီးရင်ကျွန်တော်ဒီဒီကောက်လေးပါချက်ရှိပါတော့ဒါတော့ကျွန်တော် YouTube မှာ subscriber 9000ပြည့်တဲ့အခါကျရင်ကျွန်တော်အကောက်လေးတစ်ကောက် give away ပေးဖို့ကျွန်တော်စဉ်းစားထားတယ်ဗျာနော်ပြီးရင်ကျွန်တော် TikTok follower ပါတယ်ဆိုတော့ TikTok follower တစ်ကောက်ပြည့်တဲ့အခါကျရင်ကျွန်တော်ဒီ give away ပေးမယ်ဒီအကောက်တစ်ကောက်ပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်အားလုံးပဲကျွန်တော်ရဲ့ account လေးကို subscriber လေးနှိပ်ပါပြီးကျွန်တော် TikTok account လည်း follow လုပ်ပြီးလည်း follow လုပ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီ seller နဲ့ပတ်သက်တဲ့အားကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဒီ တည်တန်းတည်တန်းနေပါကျွန်တော်ပြန်ကျွန်တော်လာပြီးရကိုပတ်စံယူတာ email လေးပါဖြုတ်ပြီးကျွန်တော်အားတဲ့ခါကျရင်ကျွန်တော်လက်ကားဖြုတ်နော်ကျွန်တော်ပတ်စံပညာအဲ့လိုမျိုးတွန်းလာမျိုးကျွန်တော်မကြိုက်တော့ဘူးတော့ကျွန်တော်လည်းမလုပ်ချင်တာအဲ့လိုမျိုးတွေကျွန်တော်ပတ်စံနဲ့ပတ်သက်တဲ့ video အဲ့လိုမျိုးတွေမလုပ်ပါဘူးကျွန်တော်အဲ့လိုမျိုးတိုက်ချင်တဲ့ပါချင်တဲ့ညီကိုလေးဆိုရင်တော့ဒီကိုကျေးစခိုင်ပါလေးနေရမှာနော်အဲ့တော့နောက်နေ့ဒီကနေ့စပြီးကိုကျေးကြည့်ဆလာနဲ့ပတ်သက်တဲ့အကြောင်းရင်းတွေကိုကျတခုကြီးနေတေးရဲတခုကြီးတခုကြီးတေးသေးရှင်းပြရမှာလားအဲ့တော့ကိုကြီးပြောပြလိုက်ရတဲ့လောက်ပြောပြပါမယ်အဲ့တော့ငါကြီးကိုတော့ ကောင်းတဲ့ဘက်မှာလောက်ပါအမကျန်ကိုယ်ကဆက်တာလုံးမယ်ဆိုရင်ဥမာပြောမယ်ဆိုတခုရှိရမလားလူဆိုတာနာမည်ပြက်လို့ပြင်အောင်လည်းညီပေါ့နော်နာမည်ပြက်ဝိုင်းဘာမှလောက်စားလို့မရအောင်ပတ်စံတသိန်းနဲ့တိန်တိန်ဆက်ချီပြီးတော့အဲ့လိုမျိုးဒီအလိဟန်ကြည့်ရောကိုကပြန်လိမ့်သွားမှာတော့ပြီးရင်သူများကိုလိမ့်ပြေးရောင်းအဲ့လိုမျိုးမလုပ်ပါနဲ့နော်။ဒါပြည့်လို့ဆိုတော့ကိုကလှုပ်လိုက်တဲ့အရာမှာကိုတခါပဲကောင်းစားတယ်နောက်ခါကိုဆက်လုပ်မယ်အလုပ်မှလည်းကိုခက်ခဲရင်အများကြီးရှိလာနိုင်တယ်။ ပြီးရင်ဂတိစကားမတည်ရင်အဲ့ဒီလူတယောက်ကဘယ်တော့မှအလုပ်လုပ်လို့အဆင်မပြေဘူးเนาะပြီးရင်အောင်လည်းမအောင်မြင်ပါဘူးအဲ့တော့ channel မချမ်းသာမအောင်ပတ်စံလည်းမရဘူးအဲ့တော့ငါညီကိုတို့ဒီအယောင်းဝင်လုံးမဲ့ရှင်နေကိုကျဲပြောပြပြီးတော့ပြောပြနေရတာအဲကောင်းတဲ့ဘက်မှာလုပ်ပါတော့ကိုယ်ကိုလည်းဂတိတစ္ဆာထားမလို့ကောင်းတယ်ပဲတော့အကောက်လည်းအမြတ်ကြီးလည်းအရင်ကြီးမရှိနေပြီးရင်တရားလုပ်ပါကိုလုပ်ခဲ့တဲ့ကိုလုပ်တဲ့အလုပ်တစ်ခုကိုအာမခံပြရရင်တော့ပြီးမှလုပ်ပါတော့အဲ့တော့တရားငယ်တော့မရှိပဲနေရှင်မလုပ်ပါနဲ့ပြီးရင် ့ဥမာဒီ Gmail လို့ဒီ login ဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းရင်းနဲ့မတက်ဘူးဆိုရင်မလောက်တာကောင်းပါလေတိတိကျကျစစ်စစ်ငန့်လေ့လာပါပြီးရင်ကိုမေးတဲ့သူကိုမေးလို့ရပါပြီးရင်ကိုဘယ်လိုပြောမလဲတက်တဲ့သူကိုလိုက်ပြီးတော့မေးပေါ့နော်သူတို့လည်းတက်လာများတချို့သူကတော့ပြောပြပြောမပြလောက်အဲ့ဒါကျွန်တော်လည်းဒီ2019ကျော်လာ2019ကိုလောက်ချင်တာ2020လောက်မှာပဲကျွန်တော်အဲ့ဆက်လာလောက်ခဲ့ပါတော့အဲ့မှာတပြေးပြေးနဲ့ရစ်ကြပါအမှန်လည်းလိန်ကန်လည်းအများကြီးထိခဲ့မှုတယ်နေတော့စတယ်မတိကြလေလည်းအများကြီးရှိတယ်ပေါ့နော် အခုချိန်ပို့ဘူးလို့ဆိုရတဲ့ကြောင့်ကျဲနားရရဲ့အကြောင်းအရာပြင်းလဲအလုံးမအားတော့နော်အဲ့တော့ဝေချင်တဲ့ပညာရှိပြည့်လာဆက်သွယ်ပြရနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ဒီပါပဲနောက်နေ့မှကြာရင်ကျွန်တော်ဒီဆက်လာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကျွန်တော်ပြရအောင်နော်အားလုံးပဲကျေးဇူးပါ